တားကိုငဲကကျွန်မာဝဲတဲ့တပိဖြစ်ကအစဟူသည်မျက်ချီမျက်တာမပေးရသည်ပေးပါတုံးကမိဘသခင်ဆရာရှင်တို့ပဲ့ပြင်ပြုပြင်တုံတင်နောက်ကိုမရလိုဘူးထိုထိုမျိုးဆက်ရုပ်လက်မျက်တို့အတတ်ပညာအလိမ္မာကိုငဲကာကပင်မတင်စေညာမိဘများကတားဤရန်သူမြည်တော်ဟူရှင်လို့ဆုံးမထားတယ်သားသမီးကိုချစ်ရင်တပည့်ကိုချစ်ရင်ငငယ်ကလေးကိုက ်သင်တဲ့အရာသင်၍ဆုံးမသင်တဲ့အရာကိုဆုံးမရတယ်။မသင်ကြားပေးခဲ့ခြင်းမဆုံးမပေးခဲ့ခြင်းဟာသာသမီနဲ့တပည့်တို့ကိုဖျက်ဆီးပြစ်သောမိဘနဲ့ဆရာလို့ခေါ်တယ်။မိဘပင်ဖြစ်လင်ကစားကိုသာသမီကိုချစ်လို့ဆိုပြီးတော့အရာရာမှာအလိုလိုက်လွန်းအားကြီးတဲ့အခါကြီးလာတဲ့အခါကိုတော်ဝင် ကိုမယူတတ်တဲ့သူတွေဖြစ်လာတယ်။လူလောကမှာအစဉ်ပြေပြေမနေတတ်တဲ့သူတွေဖြစ်လာတယ်။တရားခံကတော့မိဘတွေပဲ။ ကိုသာသမီးကို လိမ္မာယဉ်ကျေးသောသာသမီးဖြစ်လာအောင်မပြောထောင်နိုင်ခြင်းတာဝန်သိစိတ်တာဝန်ယူတတ်စိတ်တွေရှိတဲ့သာသမီးမျိုးဖြစ်လာအောင်မပြောထောင်ခြင်းကိုအမားကိုကိုတာဝန်ယူတတ်တဲ့သဘောမျိုးဖြစ်လာအောင်မပြောထောင်ခြင်းအတ္တမကြီးစေဘဲနဲ့မြတ်မြတ်တတ်တတွေးတက်ခေါ်တတ်တဲ့စိတ်နေစေထားရှိအောင်မပြောထောင်ခြင်းဟာသာသမီးကို ဖြတ်စည်းလိုက်တာနဲ့တူတယ်တပည့်ဆိုရင်လည်းတပည့်ကို ဖြတ်စည်းလိုက်တာနဲ့တူတယ် အဲ့ဒီလိုမိဘမျိုးအဲ့ဒီလိုဆရာသမားမျိုးဟာသားသမီးတွေတပည့်တွေရဲ့ယန္တူပဲသားကငယ်စဉ်ကလည်းစပြီးတော့တွန်တင်ဆုံးမပေးရတယ်လို့ကျွန်းဆိုရင်လည်းပဲစပြီးတော့ကိုယ့်လက်ထဲရောက်လာကြတဲ့ကိုကတည်တည်ချာချာတင်တင်တဲ့အရာတွေကိုတင်ပေးရတယ်။ကျောင်းအစဉ်အချိန်ကလည်းမျက်နှာသာမပေးရဘူး။ကြီးလာရင်လည်းမျက်နှာသာမပေးရဘူး။ပေးမိတဲ့အခါ သူတို့ကိုတွန်တင်ဆုံးမပါရာမလွယ်ကူပဲဖြစ်လာတတ်တယ်ကြီးမှသင်ရင်မတတ်တော့ဘူးလူတို့မှာအယုတ်အလတ်အမြတ်မရွေးအတတ်ပညာကိုငယ်စဉ်ကပဲစတင်ပြီးတော့သင်ကြားကြရတယ်အဲ့အတတ်ပညာဆိုတဲ့နေရာမှာများစွာသော အသိပညာအတတ်ပညာတွေအကျုံးဝင်တယ်လူမှုရေးစသည်ဖြင့်သိတင်တဲ့အရာတွေရှိတယ်ဇီဝရေးမှာသိတင်တဲ့အရာတွေရှိတယ်ပညာရေးမှာသိတင်တဲ့အရာတွေရှိတယ် ဒါဒီကိုတင် जा ပြတာပြခြင်းမရှိခဲ့တဲ့မိပါသည်သာသမီတို့ရဲ့ရန်သူပဲအဲ့ဒါတွေကိုတင် जा ပြတာဆုံးမခြင်းမရှိခဲ့တဲ့ဆရာကြီးလည်းတပည့်တို့ရဲ့ရန်သူပဲဆုံးမလိုက်တဲ့အခါမှာကောင်းကျိုးလိုလားလို့ဆုံးမပေးတာဖြစ်တဲ့အတွက်တခါတလေကြမ်းတမ်းသွားနိုင်တယ်ယောက်ျားတကာမှမိမိထက်အသက်ကြီးတဲ့သူဂုံကြီးတဲ့သူမြင့်မြတ်သူပုဂ္ဂိုလ်တို့အားရိုသေလေးစားရမယ်ဆိုတဲ့လူစည်းကမ်းလေးလည်းရှိတယ် ဲ့ဒီပုံကိုယ်တွေမှာစုံစုံမှမှုကို လိုလားစွာနားထောင်မှတ်သားတတ်ရတယ်။သူတို့ဆုံးမပြီဆိုရင်စကလုံးတွေကြမ်းတမ်းပစေအောင်တော့စေတနာကောင်းပါတယ်ဆိုရင်ဆေးရည်တိုင်းထွာသည်ဖြစ်စေကောင်မူအမလိုမယူဆရဘူး။အပြစ်မတင်သင်ဘူး။စိတ်မဆိုးသင်ပဲနဲ့နာခံလွယ်တဲ့အကျင့်လေးရှိအောင်ပြောထောင်ပေးဖို့လိုတယ်။လူကြီးသူမှဆုံးမစကားဆိုတာအကျိုးမဲ့ဘာမှမရှိဘူး။အတ္တမကြည်သောညတာသော အတွေ့အခေါ်ရှိတဲ့လူကြီးသူမဆိုရင်ဘယ်လိုလူကြီးသူမမဆိုသူတို့ရဲ့ဆုံးမစကားတွေကဘဝအတွက်ဟုတ်တချာတဲ့တွင်ဖြစ်တာတွေကြီးပဲကို့အကျိုးကိုလို့လို့ဆုံးမသွန်သင်ခြင်းဖြစ်မယ်ဆိုရင်ဆဲနေပါစေအောင်တော့မေတ္တာမပြတ်ဖဲနဲ့မှတ်ယူနှလုံးသွင်းတင်တယ်အဲ့ဒီတော့မှတပြည်ကောင်းသားသမီးကောင်းဖြစ်ပြီးတော့လိုအပ်တဲ့အကျိုးစီးပွားတွေကိုလမ်းညွန်ပြသမဲ့သူတွေကိုမဆုံးရှုံးဘဲနဲ့ဘဝအတွက် အောင်မြင်မှုလမ်းစာတွေကိုရစေနိုင်တာ ဖြစ်တယ်အကျိုးမရောက်ဘူးဒါကြောင့်မလို့သာသမီကောင်းတပည့်ကောင်းတွေအဖြစ်နဲ့ရှင်သန်နိုင်ပြီးတော့အောင်မြင်တဲ့ဘဝတွေစကူးနိုင်တဲ့သူတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ